ဆီယမတော်ဝင်းမင်းရေးသားသောမိဘများတရားရသာဟုမှမိကုံးကတော့လောဘညဉ့်ရနိဗ္ဗာန်ဒေါသညဉ့်ရနိဗ္ဗာန်လို့ဆိုထားတော့လောဘဒေါသမဖြစ်တဲ့အချိန်တိုင်းမှာနိဗ္ဗာန်ရောက်နေပါသလားလို့မေးလာတဲ့မိကုံးကိုဆရာတော်ကုဩဒရခေါ်ကြခဲ့တဲ့တရားကိုမှိညာပြီးတော့ဖြေချပေးလိုက်ပါတယ်ခင်ဗျာအဖြေကတော့ဇဗုကာရကပုံနာကရှင်သာတိပုတ္တရာကိုတော်မြတ်ကြီးကိုမေးတယ် အရှင်ဘုရားတို့ပြောနေတဲ့နိဗ္ဗာန်ဆိုတာဘယ်ဟာပါလဲဘုရားတဲ့ရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးကရာကေခယောဒောသက်ခယောမောရေခယောတိဣတိဩသတိနိဗ္ဗာန်နံရာကကုညာဒောသကုညာမောဟကုညာဟာနိဗ္ဗာန်ပဲလို့ဖြေလိုက်တယ်ဒီတော့သဗုခာရကပုဏ္ဏကထပ်မေးပြန်တယ်ရာကကုညာဒောသကုညာမောဟကုညာနိဗ္ဗာန်ဆိုရင်တောတဲ့တောင်တဲ့မှာနေကြတဲ့တမန်တရားရှင်ရဲ့စံစပ်ဖို့ပြတ် အစရှိတဲ့တိရစ္ဆာန်တွေဟာသူတို့ဘာသာဘာဝကာမဂုဏ်ခံစားကြပါလေဗျာတဲ့ကာမဂုဏ်ခံစားပြီးလို့သူတို့ကကာမစန္ဒပြည့်ဝသွားတဲ့အခါမှာကာမဂုဏ်ခံစားခြင်းနဲ့ယာကစိတ်တွေသူတို့မှ မရှိတော့ပါဘူးတဲ့တကောင်းနဲ့တကောင်းကြိုက်ရှင်ခဲရှင်ဟိန်းရှင်ဟောက်ရှင်တဲ့စိတ်တွေလည်းပဲမရှိတော့ပါဘူးအဲ့ဒီချိန်မှာယာကလည်းဂုဏ်နေပါတယ်ဒေါသလည်းဂုဏ်နေပါတယ်ယာကဒေါသဂုဏ်နေလို့အဲ့ဒီချိန်မှာအဲ့ဒီတိရစ္ဆာန်တွေဟာ နိဗ္ဗာန်ရရောက်နေကြပါသလားဗျာလို့မေးလျှောက်ပြန်တယ်။ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးပြန်ဖြေတာကတော့နိဗ္ဗာန်ပနမက်ကဖလအာရမဏဘူတော်အတင်္ကတဓမ္မောတဲ့။ဒါကိုသိညိုစီယာဘယ်လိုအိဗယ်ဖွင့်တယ်လဲဆိုတော့ຢာကကုံကံမြဒေါသကုံကံမြနဲ့နိဗ္ဗာန်မဟုတ်ဘူးတဲ့။ဒီဟာကຢာကကုံညာနိဗ္ဗာန်ကြီးပါလား။ဒီဟာကဒေါသကုံညာနိဗ္ဗာန်ကြီးပါလားလို့သိတဲ့ညာနဲ့ရှင်ပြီး နိဗ္ဗာန်ကိုအာယုံပြုတတ်မှယာကကုညာဒေါသကုညာကိုနိဗ္ဗာန်လို့ပြောတာဆိုပြီးအတိတ်ပဲဖွင့်ဆိုထားပါတယ်။ယာကဒေါသကဖြစ်ရင်ဘယ်မှာဖြစ်တယ်လဲစိတ်မှာပြန်ဖြစ်တာနော်။ယာကဒေါသကုံတော့ဘယ်မှာကုံတာလဲစိတ်မှာကုံတာနော်။ယာကကုံတဲ့စိတ်ဒေါသကုံတဲ့စိတ်ဟာနိဗ္ဗာန်မဟုတ်ဘူး။ယာကကုံတဲ့စိတ်ဒေါသကုံတဲ့စိတ်နဲ့တသက်သက်ဖြစ်နေတဲ့ယာကကုံညာဒေါသကုံညာဟာနိဗ္ဗာန်နိဗ္ဗာန်ရောက်တယ်ဆိုတာ ဩဒီဟာဒါကနိဗ္ဗာန်ကြီးပါလားယကကုံညာနိဗ္ဗာန်ကြီးပါလားဒေါသကုံညာနိဗ္ဗာန်ကြီးပါလားနိဗ္ဗာန်ဟာချမ်းသာလာပါကလားနိဗ္ဗာန်ဟာမုံညာလာပါကလားလို့သိပြီးအဲ့ဒီနိဗ္ဗာန်ကိုအာယုံပြုပြီးတော့ငြိမ့်နေတဲ့စိတ်နဲ့အဲ့ဒီချုပ်ရငြိမ့်ရနဲ့ဆက်သွယ်ပြေးလိုက်တာကိုနိဗ္ဗာန်ရောက်တယ်ပြောရတာနိဗ္ဗာန်ကိုသိတဲ့ဉာဏ်ရှင်မှနိဗ္ဗာန်ရောက်တာစိတ်ငြိမ့်တဲ့နိဗ္ဗာန်ရောက်တယ်ဆိုရင်တိရိစ္ဆာန်တွေပါအကုန်လုံးနိဗ္ဗာန်ရောက်ကုန်တော့မှာပေါ့ နိဗ္ဗာန်ကိုသိတဲ့ဉာဏ်ဖြစ်မှနိဗ္ဗာန်ရောက်တယ်လို့ပြောရတာပါနိဗ္ဗာန်ဟာကောင်းကင်ကြီးနဲ့တူတယ်ကောင်းကင်ကြီးဖြစ်လာအောင်ဘယ်လိုမှမလုပ်ရသလိုနိဗ္ဗာန်ဖြစ်လာအောင်လည်းဘယ်လိုမှမလုပ်ရဘူးနိဗ္ဗာန်ခေါ်တဲ့အင်းကြီးရာနိဗ္ဗာန်ကြီးကသူ့အလိုလိုကအေးပြီးသားငြိမ်းပြီးသားကြီးရှိနေတာမျက်တွေ့လင်းပြန်တွေဟာကောင်းကင်ထဲမှာပြန်တန့်သွားလာနေကြသလိုလောဘဒေါသစတဲ့ကိလေသာတွေကလည်းပဲနိဗ္ဗာန်ထဲမှာပေါ်နေတာ ငှက်တွေပြန်နေတဲ့အချိန်ကောင်းကင်မှာငှက်ရှိတယ်။လေးရင်ပြန်ပြန်နေတဲ့အချိန်ကောင်းကင်မှာလေးရင်ပြန်ရှိတယ်။ငှက်မပြန်ကောင်းကင်မှာငှက်မရှိဘူး။လေးရင်ပြန်မပြန်ကောင်းကင်မှာလေးရင်ပြန်မရှိဘူး။ငှက်မရှိတာကိုကောင်းကင်ခေါ်တာလား။လေးရင်ပြန်မရှိတာကိုကောင်းကင်ခေါ်တာလား။ငှက်မရှိတာလေးရင်ပြန်မရှိတာကိုကောင်းကင်ခေါ်တာမဟုတ်ဘူး။ကောင်းကင်ကကောင်းကင်ပဲ။ငှက်ရှိရှိမရှိရှိလေးရင်ပြန်ရှိရှိမရှိရှိ ကောင်းကင်ကအမြဲရှိနေတာ။အဲ့ဒါလိုပါပဲ။ လောဘဒေါသစတဲ့ကိလေသာတွေဟာအမြဲရှိနေတာမဟုတ်ပါဘူးဖြစ်တဲ့အခိတ်မှာရှိတယ်မဖြစ်ရင်မရှိဘူးလောဘမဖြစ်လို့လောဘမရှိတာဟာနိဗ္ဗာန်လားဒေါသမဖြစ်လို့ဒေါသမရှိတာနိဗ္ဗာန်လားလို့မေးရင်လောဘမရှိတာဒေါသမရှိတာနိဗ္ဗာန်မဟုတ်ပါဘူးနိဗ္ဗာန်ကနိဗ္ဗာန်ပဲလောဘရှိရှိမရှိရှိဒေါသရှိရှိမရှိရှိနိဗ္ဗာန်က အမြဲရှိနေတာလောဘဒေါသကအမြဲရှိတာမဟုတ်ဘူးလောဘဒေါသကမိနဲ့တူးတယ်လက်ဟာမိနဲ့ထိစပ်နေရင်ပူတယ် မိနဲ့မတိမဆက်ရင်မပူဘူးအဲ့ဒါလိုပါပဲစိတ်ကလောဘဒေါသနဲ့ထိစပ်နေရပူတယ်လောဘဒေါသနဲ့မထိစပ်တဲ့စိတ်ဟာအေးနေငြိမ့်နေတာပါပဲစိတ်အေးနေငြိမ့်နေတာဟာဘာလို့ငြိမ့်နေတာလဲမိမကင်တဲ့လက်ဟာမိမိလူရံနဲ့နေလို့အေးနေသလိုဒေါသမဖြစ်တဲ့စိတ်ကဒေါသလူရံနဲ့နေလို့အေးငြိမ့်နေတာလောဘမဖြစ်တဲ့စိတ်ကလောဘလူရံနဲ့နေလို့အေးငြိမ့်နေတာ ဲ့ဒီလောဘလွတ်ရာဒေါသလွတ်ရာကိုနိဗ္ဗာန်လို့ခေါ်တာလောဘဒေါသလွတ်ရာကုညာချုပ်ရာငြိမ်းရာဟာနိဗ္ဗာန်ပါလားလို့သိပြီးအေးတော့အေးတယ်လို့လေးနေလိုက်တာငြိမ်းတော့ငြိမ်းတယ်လို့လေးနေလိုက်တာအဲ့ဒါသိတယ်လို့နေပြီးနေတယ်လို့သိသွားတာနိဗ္ဗာန်ကိုသိပြီးစိတ်ကလေးနိဗ္ဗာန်နဲ့တွေ့နေတာပါကလားလို့သိမှနိဗ္ဗာန်ရောက်တယ်လို့ပြောရတာငြိမ်းတဲ့စိတ်ကလေးနိဗ္ဗာန်နဲ့တွေ့နေပြီမဲ့နိဗ္ဗာန်မှမသိရင် နိဗ္ဗာန်ရောက်တယ်လို့မဆိုနိုင်ပါဘူး။ဒါကြောင့်ပုထုဇဉ်တွေကနိဗ္ဗာန်နဲ့နေလေရဲ့နိဗ္ဗာန်ကိုမမြင်ဘူးလို့ပြောတာ။တွေ့ဒီပါလေရဲ့မမြင်တဲ့သူ၅ဦးရှိတယ်။ငှက်ဒီကကောင်းကင်မှာပြန်နေပြီမဲ့ကောင်းကင်ကိုမမြင်ဘူး။ငါးဒီကရေထဲမှာနေပြီမဲ့ရေကိုမမြင်ဘူး။တီးကောင်ဟာမြေကြီးထဲမှာနေပြီမဲ့မြေကြီးကိုမမြင်ဘူး။လူတွေဟာလေနဲ့အသက်ရှင်နေပြီမဲ့လေကိုမမြင်ဘူး။ပုထုဇဉ်တွေဟာနိဗ္ဗာန်နဲ့နေပြီမဲ့နိဗ္ဗာန်ကိုမမြင်ဘူး။ နိဗ္ဗာန်နဲ့နေပြီးနိဗ္ဗာန်ကိုမမြင်ကြလို့နိဗ္ဗာန်မရောက်တာနိဗ္ဗာန်မြင်တဲ့ညာဖြစ်ရင်နိဗ္ဗာန်ရောက်ပါတယ်ခမညာဒါပါပဲ